ကျင်းလေးစားပါတော့မိမပြည်များခင်ဗျဒီကနေ့ဂျွန်လ15ရက်နေ့ကတော့အရှိတောင်အာရှရဲ့တမိုင်းအစင်လာရွှေအောင်အိမ်မက်ကိုပြန်လည်မွမ်းမံအသက်သွင်းမယ်နေ့ဘာမှမဟုတ်အရှိတောင်အာရှဘောလုံးစိတ်ဝိညာဉ်သူရဲ့ကောင်းများနိုးကြတဲ့အစင်လာကိုပြန်လည်အသက်သွင်းမယ်နေ့ဖြစ်တဲ့28ရက်မြောက်အရှိတောင်အာရှစီးကင်းပြိုင်ပွဲဘောလုံးပြိုင်ပွဲရဲ့ဖိုင်နယ်ပွဲစဉ်ရှင်ပြိုင်တော့မှာဖြစ်ပါတယ် ပြက်ကင်ဘော်ကဖြတ်တန်းခဲ့တဲ့နည်းရများလို့တင်စားလို့ရတဲ့တမိုင်းအစံလာမှာပြန်ဆန်မှုပြင်းထန်တဲ့မြန်မာနဲ့ထိုင်းရှင်ပြိုင်ကစားမယ့်ပွဲဖြစ်တယ်လို့ဒီနှစ်စီးရင်ပြန်မှာရှုံးဝဲမှုရှိတဲ့အတင်းအတင်းတွေ့ဆုံနေကြလို့ဖြစ်ပါတယ်အခုမြို့ဟာပြည်သူများမြင်တွေ့နေရတဲ့နေရာကတော့ညတကို33ရက်ကပါဒါကတော့အများပြည်သူပိုင်ဘောလုံးဝင်ပါညစွာသောရက်ကွက်နေပြည်သူများကနိုင်ငံလက်များဝေယံခြင်းများနဲ့ ကလေးလူကြီးများအားလုံးဒီဘော်လုံးခွင်းထဲမှာတော်ရောက်စီယုံပြီးနိုင်ငံပွဲကိုရင်ခုန်စွာနဲ့အားပေးဖို့စောင့်ကြိုးရရှိနေပါတယ်။အခုလိုမျိုးဖြစ်လာဖို့အတွက်ရက်ကွက်များစုပေါင်းပြီးကျင်းပဖြစ်လို့တာလည်းဖြစ်ပါတယ်။ဒီပြောင်းကြောင်းစီကိန်းဘော်လုံးဟာတနင်္ဂနွေပြည်သူတွေရဲ့နှလုံးသားများစွာကိုဂျက်ပင်ထိုးလိုက်နိုင်တဲ့အနေအထားတစ်ခုလို့တော့မြင်ရပါတယ်။အော်ကျွန်တော်၃၃ရက်ကွက်ရပါကျွန်တော်နာမည်ဦးဝင်းမြန်မာ ကျွန်တော်နာမည်ကိုစိုးအောင်ပါတော်တော်တော်ရက်ကွာကပါအာအားပေးပါလေခင်ဗျာမြန်မာနိုင်အောင်နိုင်ရမယ်ခင်ဗျာအရောင်းနိုင်ရမယ်ဟုတ်ကဲ့ကြီးကြပ်ယူပါတယ်အရန်အောင်အားတက်ပါတယ်ကောင်းလဲကောင်းပါတယ်ခင်ဗျာမြန်အောင်တင်ကစားမှုဟာစူးစီးမှုတွေကြံ့ခိုင်မှုတွေအရန်ရှိတော်တွေကောင်းလဲကောင်းပါတယ်ထိုင်ရလေကောင်းပါတယ်ထိုင်ရကောင်းဖို့ဆိုမြန်မာတော့နိုင်အောင်လို့ကံမှန်ပါ့လေအာကျွန်တော်တို့အရန် PD ဖြစ်နေတယ်ကျွန်တော်တို့ရက်ွက်တစ်ပတ်ပတ်ပြီးတော့တခါတည်းဘုံနေတီးကျွန်တော်တို့အလံနေထောင်းဆိုင်းဘုတ်တွေနဲ့တခါတက်ချွတ်ပြီးတော့အားပေးမယ်မြန်မာအောင်နိုင်အောင်နိုင်အောင်နိုင်ရမယ်ဆိုတဲ့ အဲကျွန်တော်တို့လာတဲ့အားပေးပါတယ်ဒီမှာတဲ့ကျွန်တော်တို့မြို့နယ်အတွက်ကျွန်တော်တို့ဒါကိုဟိုတိုင်းရင်းသားကြီးလွတ်တော်ကိုယ်စားဦးထွန်းလွင်လို့နေပေါ့နော်ကျွန်တော်တို့ပူပေါင်းပြီးတော့ရက်ွက်အုပ်ချုပ်မှုနဲ့ဒီမှာအများကြီးပါပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာ36ရက်ွက်မှာဟိုပရိုဂျက်တာဟို16ပေ12ပေတခုနဲ့ဒီမှာကျွန်တော်တို့33ရက်ွက်မှာ16ပေ12ပေတခုနဲ့ကျွန်တော်တို့ဒါကိုပြည်သူတွေအတွက်ကျွန်တော်တို့ဒါကြည့်အောင်လို့ကျွန်တော်အောင်မြင်ရေးအထိတ်မှတ်ပေါ့ဗျာအောင်မြင်ခြင်းတာပေါ့ကျွန်တော်တို့အောင်မြင်အောင်မြင်ခြင်းနဲ့ အနေနဲ့ကျွန်တော်ဗမာနိုင်ငံအောင်မြင်တဲ့အချိန်အနေနဲ့ဒါကိုကျွန်တော်တို့လောက်ရတဲ့ရည်ရချက်ဖြစ်ပါတယ်အဲအောက်စုခြေစမ်းမှာတော့ဒါပြောစရာမရှိပါဘူးဒါအကုန်လုံးကောင်းပါတယ်နောက်ဆုံးကျွန်တော်ကမ္ဘောဒီးယားနဲ့ကန်ခဲ့တဲ့အနေအထားတစ်ခုဆိုရင်ဒါကျွန်တော်တို့ဒါအရန်နေနဲ့ထုတ်လုံးခဲ့တဲ့စီမှာဒါကိုပထမဒုတိယပိုင်းဒီကျွန်တော်တို့ဟိုမနေ့68မိနစ်လောက်အထိမှာကျွန်တော်3-1နဲ့ဆုံးတဲ့အနေအထားတွေတော့အရန်လူဟိုထုတ်ပယ်ပြီးတော့အကောင်းဆုံးအနေအထား ဟိုကျွန်တော်တို့ဒါအသင်းကောင်းတဲ့အနေထားတစ်ခုမှာကျွန်တော်တို့ပါမနန့်နေထုတ်တုံးလိုက်တဲ့စီမှာကျွန်တော်တို့အဲ့ဒီမှာနှံကိုချက်ချင်းပြန်ရပြီးတော့တူတူနဲ့ဒါဖြစ်သွားပါတယ်ဟုတ်တယ်ဟုတ်တယ်ချိန်နှက်ပါတယ်နောက်ပြီးတော့စီမီပွိုင်းနဲ့အနေထားတစ်ခုမှာတယ်ဒါကျွန်တော်တို့ဟိုဗမာရီရဲ့ဟိုဟိုဟာပေါ့တက်ကြတဲ့စိတ်ဓာတ်တွေရော နောက်ပြီးတော့ကျွန်တော်တို့နီးပြတဲ့ဒါကောင်းတာတည်းပါတယ်သူကတော့ကျွန်တော်တို့ဒါဟိုဘက်ကိုနောက်တန်းကိုအဓိကထားပြီးတော့ကျွန်တော်တို့အကောင်တာအတကင်နဲ့ပြန်တိုက်တဲ့အနေထားပေါ့ဗျာ အဲ့ဒီမှာကျွန်တော်ဂိုးရောက်အောင်ယူနိုင်ပြီးတော့ဂျာကိုကျွန်တော်တို့ကနေကျွန်တော်တို့မြန်မာကနေပြီးတော့ကျွန်တော်တို့ခန်းစစ်ကိုလုံအောင်ပိတ်ဆို့ပြီးကစားသွားတဲ့အတွက်ကျွန်တော်တို့လွန်ခဲ့တဲ့ဟို93ခုနှစ်ကအနေထားတစ်ခုဗယနံကိုဆုံးသွားတဲ့ဥစ္စာကိုကျွန်တော်ဆုံးကျွေးကိုပြန်ဆရခြင်းဖြစ်ပါတယ်အတိုင်းတရားတော့ခြေစမ်းရတော့ဟိုတနေ့ကကျွန်တော်တို့အင်ဒိုနီးရှားနဲ့ကန်သွားတဲ့အနေထားတစ်ခုမှာတော့ပြစ်ပြောစရာမရှိပါဘူးကောင်းပါတယ်ဒါပေမဲ့ဟိုဘိုလ်ဘွက်တက်လာတယ်ဆိုတာကတော့ဘလို့ပြပြတောင်းကောင်းလုံးတင်းလုံးတက်လာတာကြီးပဲလေ ကျွန်တော်တို့ကတော့ဗမာနိုင်ငံနေထားဗမာလူဗမာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ဗမာပဲနိုင်ရမှာဆိုတဲ့ရည်ရချက်နဲ့ပဲကျွန်တော်ဒါကိုအပြေးအချင်းဖြစ်ပါတယ်အခမ်းအနားကြတော့ကျွန်တော်ဗမာပြည်ဗမာလူဗမာသားတွေကဒီလိုစီးကိန်းကိုအခုကျွန်တော်တို့ဘိုးဘွားရောက်ဖို့အတွက်ကိုကျွန်တော်အချိန်လေးကတော်တော်ကြာနေပြီဖြစ်ပါတယ်အခုဆိုရင်တော့ဒါရောက်လာတဲ့နေထားတစ်ခုမှာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအနေနဲ့ကိုစားကျွန်တော်တို့ဆိုတာအများကြီးဝန်တာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုရောက်ဖို့အရေးကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကညှော်လင့်နေတာအများကြီးပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာတဲ့ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်ရမဆိုတဲ့ရည်ရချက်နဲ့ကျွန်တော်တို့ဒါဟုတ်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေတီးဝတ်ကောင်းအောင်ပေါ့ဗျာအဲ့ဒါကိုဒါကိုလှုပ်ဆောင်ရခြင်းဖြစ်ပါတယ်ခြေသွင်းချင်းရှင်တော့ထားရတော့တာတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာစိတ်ဓာတ်နဲ့ခွန်အားနဲ့ပရိသတ်အားကိုနဲ့ဆိုရင်တော့ကျွန်တော်မြန်မာနိုင်မှုများတယ်ဗျာဘီယန်နာတင်းတဲ့ပွဲမှာတော့သူတို့ကိုရောက်မှုများနေလောကြီးနေတယ်ဒါပေမဲ့နောက်ပိုင်းစိတ်ဓာတ်အေးအေးနဲ့ဆော့တဲ့တွေပြည့်တတ်မောရတယ်နိုင်သွားတယ်ကျွန်တော်တို့အများကြီးကျင်တတ်တယ်နိုင်မယ်ဆိုတာလည်းအစတည်းသိပါတယ်ခင်ဗျာ အခုမိဘပြည်သူများမြင်တွေ့နေရတာကတော့ကံတော်ကြီးညွှန်စင်ကြမှာနိုင်ငံရဲ့အမျိုးသားအမျိုးအမာတူညီစွာခုံလို့ရင်အားစားစိတ်တဲ့နှလုံးသားတုန်ခါမှုမှာတူညီစွာနိုးကြနေတဲ့ကျွန်တော်နိုင်ငံသားတွေအခုဆိုစုရုံးစွာရရှိနေပါပြီခင်ဗျာဒီနေ့ညွှန်စင်ကြမှာလဲအစိုးရ RT DG1 တို့ကလည်းပွဲမစခင်ပြည်သူများအားလုံးစိတ်တဲ့နိုးကြစေဖို့အတွက်မြူးကြော့ရဲ့အလက်ထရိုနက်ဖြင့်လုပ်ရောစီရပါတယ်ကျေးဇူးတင်ပါတယ် RT အတွက် ပြီးတော့ကျွန်တော်ဖွဲသွဲမှာလည်းပျော်ပြင်းနေတဲ့အားလုံးကောက်အတွက် DGY လေးအောင်နေပါပြီ DGY PSC ဂျိုမီရဲ့ B-box နဲ့ကျွန်တော်ပျော်ပြင်းမှာဖြစ်ပါတယ်မြန်မာအခုဒါပွဲမစသေးဘူးပေါ့နော်အဲ့ဒီအတွက်အရာရာဖြစ်နိုင်တယ်ကျွန်တော်တို့ချန်ပီယံလည်းဖြစ်နိုင်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါချန်ပီယံဖြစ်စေမဖြစ်စေကျွန်တော်တို့မြန်မာအသင်းဟာတော့အလားလာရန်ကောင်းနေပါပြီသမိုင်းအတွက်ပေါ့နော်ဒီမြန်မာဒီရွှေရောင်အနာဂတ်ကိုရောက်နေပါပြီအဲ့ဒီအတွက်သူတို့ အကျိုးစားတဲ့ပုံကကျွန်တော်တို့တွေအရန်ကျင်းနေပါတယ်သူတို့အရန်ကျေးဇူးတင်ပါတယ်နီးပြရောအဖွဲ့ချုပ်ဥက္ကဋ္ဌရောမြန်မာအသင်းကိုဒီလိုအဆင်ရောက်လာအောင်စူးစမ်းပေးတဲ့တယောက်ချင်းစီရောအကုန်လုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကတော့စိတ်သက်ပေါ့ခြေရအမှန်တမ်းပြောမယ်သူတို့တွေကနှစ်ပေါင်းများစွာကိုဖောင်ဒေးရှင်းရန်ကောင်းလာတဲ့အသင်းဒါကိုကျွန်တော်တို့ညင်းလို့မရဘူးလက်ခံရမှာပဲကျွန်တော်တို့တွေကအခုမှအချိန်နဲ့ကျွန်တော်တို့ကအခုမှစပြီးတော့ဖောင်ဒေးရှင်းကောင်းအောင်စပြီးတော့မှအခုမှစပြီးတော့လှမ်းပြီဆိုတော့ကျွန်တော်တို့တွေပြိတ္တအားသူတို့ရဲ့စိတ်ဓာတ်အားနီးပြရဲ့အား ျွန်တော်ပံ့ပိုးမှုအားရင်းနဲ့အကုန်ကျွန်တော်တို့တွေမဖြစ်နိုင်ဆိုတာမရှိပါဘူးကျွန်တော်တို့ချန်ပီယံလည်းရနိုင်ပါတယ်ရကိုရမှာပါကျွန်တော်ယုံကြည်ရှိပါတယ်ကျွန်တော်ဆူတောင်းကြမလို့ပါဘူးဒီအသင်းသားတွေချန်ပီယံဖြစ်ပြီးတော့ပြန်လာပါကျွန်တော်တို့အားလုံးရန်ကုန်မြို့မဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးကတယောက်မကြံသူတို့ကိုအသွေးနဲ့အသားနဲ့ကျွန်တော်တို့ပျော်ရွှင်စွာနဲ့ကြိုးစုံပါပါအားလုံးကြိုးဖို့လည်းအစီအစဉ်ဖြစ်နေပါပြီ တစ်ခုလုံးတောင်းဝင်ကြောက်နေခုနတစ်ချင်းဆိုရယ်ကျွန်တော်ဆိုခဲ့တာကကျွန်တော်အရန်ကြောက်နေအောက်ကပိတ်သက်ကလည်းအရန်အားပေးနေတယ်ဒီကွင်းထဲကိုလာဖို့လမ်းမှာလမ်းပေါ်ကားတွေအကုန်လုံးကမန်နေတက်နေကြအရန်ကိုစိတ်ကအရန် strong ဖြစ်နေတယ်ဟုတ်ကဲ့ပါအရန်ကြောက်ပါရယ်ဟုတ်ကဲ့ပါအဲအခုကပြောမယ်ဆိုရင်ဟိုဘက်ကလည်းထိုင်ရတက်လာတယ်လေမြန်မာကလည်းတက်လာတယ်ဆိုတော့နေရာတော့မခေဘူးဆိုတော့မန်ရခက်တယ်ကြဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်အမြင်နဲ့ဆုတောင်းပါတယ်ကြအဲ ကျွန်တော်တောင်းဆုတောင်းမိတာမလို့တော့တနင်္ဂနွေလောကအချစ်တွေမေတ္တာတွေဆုတောင်းနေအောင်သူတို့ရနိုင်ပြီကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအာကျွန်တော်တို့အချင်းတွေအပြည့်အဝပြင်ဆင်ထားပါတယ်ကျွန်တော်တို့လုံးဝတိုင်ပင်နဲ့ကျွန်တော်ယုံကြည်ပါတယ်ယုံကြည်တဲ့ပုံစံအပြည့်ရှိပါတယ်အာတိုင်းကတော့ခြေတော်ဆွာပါတယ်ပုံမှန်နှစ်တိုင်းလဲခြေတော်ဆွာအသင်းမှာဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့ပဲအရန်တက်ကြွအောင်လာလို့တိုင်းကတော့ကျွန်တော်တို့သိ ဂယူမဆိုင်တဲ့အနေသားပါဗျာဟုတ်ကဲ့ဟုတ်ကဲ့အာကျွန်တော်တသင်းကိုတသင်းလေးကိုတော့ကျွန်တော်အနိုင်တသင်းလေးပဲစီစဉ်ပြီးရောက်လာတာပါကျွန်တော်ဒါကကျွန်တော်ဘယ်လိုမျိုးဖွင့်မလဲကျွန်တော်အိမ်ပါကျွန်တော်နေစီစဉ်သားပါတယ်ဟုတ်ကဲ့အာအကောင်းဆုံးပဲကျွန်တော်တို့စုရယူပြီးလာခဲ့ပါကျွေစစ်စုယူပြီးလာခဲ့ပါကျွန်တော်ဒီမှာကျွန်တော်တို့စောင့်ကြုံနေပါတယ်လို့ဟုတ်ကဲ့52တန်းကျော်သောပြည်သူတွေရဲ့နှလုံးသားကိုရိုက်ခတ်စေတဲ့ည9နာရီထိုးပါပြီ52တန်းကျော်သောပြည်သူတွေရဲ့နှလုံးသားကိုရိုက်ခတ်စေတဲ့စပေးဘောလုံးကိုစပေးချိန်မှာစပြီးမြမအသင်းချော်တဲ့ဘောလုံးရတိုင်း

ကွင်းနဲ့လောက်ကိုရောက်နေတယ်မြန်မာကွာလို့ဟစ်ချွေးမှုတွေကလည်းတကယ်ကိုငြင်းဆင်လာပါတယ်ပါမစိုးစက္ကန့်ပိုင်းလေးအတွင်းပြောင်းလဲသွားနိုင်တဲ့ဘောလုံးလောက်ကရဲ့အချိန်တွေတိုင်းကျွန်တော်တို့မြန်မာအသင်းရှုံးနေပြီမလဲ ကြည့်ရှုနေကြတဲ့ကျွန်တော်နိုင်ငံသားအားလုံးရဲ့စိတ်တွေကမှခွန်အားရအပြည့်ရှိနေပါတယ်။မြမဟေ့မြမဟေ့လို့တံပြိုင်ဟေ့ကြွေပြီးအားပေးနေမှုတွေဟာမြမနိုင်ငံသားအားလုံးရဲ့စိတ်ကိုကြံလို့နေပါတယ်။ဘုဒ္ဓမကျော်စင်ဖြူရဲ့အမခန်းလက်စွမ်းနေနဲ့ထထမှုစွန့်ရင်မြမလာတဲ့မြမအတင်းရဲ့နောက်တန်းတွေတော့ ဂူယူပေးမဲ့လဲပွဲသိမ့်ခရာမှုလိုက်ပါပြီအဲအရင်ဆုံးမြင်မိတာတော့ညီမတင်းရဲ့ကြိုးစားအားထုတ်မှုပေါ့နော်အဲတော်တော်လေးစိုက်ကြုတ်ထားတာတွေ့ရပါတယ်အဲဒီခိုင်းနေတဲ့နေမတူပဲဒီနေ့ကတော့နောက်ဆုံး final day ပေါ့နော်ဟိုတိုးချင်းဆွဲဆောင်ရေးပိုင်းတို့ကျွန်တော်တို့ဟိုနစ်စနစ်ပိုင်းမှာအားနေပေမဲ့ဒီကြိုးစားအားထုတ်မှုနဲ့ဒီ final day တက်လှမ်းနိုင်တဲ့အတွက်လေးစားနဲ့ဂုဏ်ဝမ်းမြောက်မိပါတယ်လို့ဩကျွန်တော်တို့ယူနီဆက်တော့ညီငယ်လေးတို့အမှမလျှော့ပါနဲ့လို့ညီမပိတ်သက်ဒီအများနဲ့ င်ပတ်ထဲမှာရှိနေပါရဲ့လို့ကျွန်တော်ဒီပွဲကိုရွှေမရတာလွယ်ပြီကျွန်တော်ဘာမှမရှိဘူးကျွန်တော်စိတ်တက်လည်းမရှိဘူးပရိသတ်အားလည်းမရှိဘူးကျွန်တော်တို့တွေမျိုးချင်းစိတ်တွေပို့ပြီးတော့ပို့ပြီးတော့ဒတိုင်းပြီးလုံးစီးလုံးလာသေးတယ်အဲ့တော့ကျွန်တော်ဘာမှမရှိဘူးအကုန်မြတ်တယ်ရွှေကမရတာလွယ်လို့အကုန်မြတ်တယ်အဲ့တော့နောက်နေ့တွေအတွက်လည်းကျွန်တော်တို့အားတွေထပ်ပြီးတော့ပို့ပြီးတော့ရလာပြီနောက်နေ့တွေကစားသမားကောင်းတွေလည်းအများကြီးရလာပြီယုံကြည်ချက်တွေကောင်းဆုံးရလာပြီကျွန်တော်နောက်နေ့တွေလည်းထပ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့နိုင်အောင်လည်းအားပေးမယ်အဲ့ဒါကျွန်တော်တို့အမြတ်ပဲအများကြီးရှိနေတယ်ကျွန်တော်တို့ရေတွင်းလည်းတူပြီးွားပြီ ရေကြီးလဲတွေ့နေပြီခတ်တာဖို့အတွက်လက်တကမ်းပဲလိုတော့တယ်အဲဒီတော့ကျွန်တော်တို့တွေအားလုံးဖလားဆိုတာအောင်မြင်မှုဆိုတာကျွန်တော်တို့စိတ်ကူးရင်မဟုတ်တော့ဘူးအိမ်မက်မဟုတ်တော့ဘူးတကယ်လက်တွေ့မှာကျွန်တော်တို့လက်ထဲကိုရောက်ဖို့အတွက်ကိုအခွင့်အရေးအများကြီးနေပြီကောင်းပါတယ်ဗျာဟိုဘာလို့ပြောရမလဲအထိုင်းရလဲတို့မွေးမြူစနစ်တကမွေးမြူထားတဲ့လူတွေလေအော်ကိုရီကျွန်တော်ကိုလီပါလဲကောင်းပါတယ်တို့ကာကွယ်ပေးသွားပါတယ်ရှုံးကလည်းငွေတစ်စက်ရတယ်ကျင်းတ်ပါတယ်ဟုတ်မင်လာပါကျွန်တော်လည်းတရားတော်ပါကျွန်တော်မြန်မာရှုံးမယ်ကျွန်တော်ကျင်းတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကိုတမလည်းအကောင်းဆုံးဖမ်းသွားတယ်ကျွန်တော်ရန်လည်းပြော့ပါရန်လည်း ကျင်းနေပါရန်လည်းဝန်းနေတယ်ပေါ့ဗျာဒါပေမဲ့မြန်မာမြန်မာပါပဲလေဗျငွေနဲ့လည်းကျင်းနေတယ်ဗျာမြန်မာပဲ U20 နောက်နောက်စီးကင်းကြရင်တော့တို့ကင်းရမှာပေါ့တို့လည်းကောင်းပါတယ်အာပြောမယ်တကယ်ပါတို့ကောင်းအောင်ကြိုးစားမှာပါကျွန်တော်လည်းယုံကြည်ပါတယ်မြန်မာပါပဲအခုတော့စိတ်မကောင်းပါဘူးကျင်းတော့နောက်နေ့တက်မဲ့လူတွေလည်းဒီထက်မှကကြိုးစားပါလို့ကျွန်တော်တိုက်တွန်းပါတယ်ဗျာမြန်မာမြန်မာပါပဲမြန်မာနောက်နေ့ချွေရပါသေးလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာမြန်မာပဲမြန်မာ ကိုယ်ကြီးရမြမအတင်းရှုံးနေသွားပုံနဲ့လေနိုင်ငံသားများအားလုံးရဲ့ပေးတဲ့မေတ္တာတရားတွေမရှုံးနေကြကြတယ်လို့အားကစားသမားတွေရဲ့စိတ်တွေဘယ်တော့မှမရှုံးနေကြပါဘူး။ထိုက်တန်တဲ့ခြေစွမ်းပြောင်မြောက်တဲ့အားကစားစိတ်ဓာတ်နဲ့ဖိုင်နယ်ထိရောက်လာခဲ့ပြီးရှုံးနိမ့်ခဲ့ပြီမဲ့အရှိတအားရှာမှာဘောလုံးအိမ်မက်ပြန်လဲရောင်းပြီးတန်းလာဖို့အချိန်နေဆိုရင်လည်းမမှားပါဘူး။ အစုံနဲ့အနိုင်နှစ်မျိုးတည်းရှိတဲ့အခြေအနေတည်းမှာအစုံနဲ့ရင်ဆိုင်ပေမဲ့လည်းကျွန်တော်တို့မြန်မာအစ်မအနာဂတ်ရှိပါတယ်။နောင်လာမယ့်စီးကိန်းပြိုင်ပွဲတွေမှာနောင်တက်လာမယ့်မျိုးဆက်တွေနဲ့ကျွန်တော်တို့မြန်မာအစ်မရဲ့ရွှေရောင်အိမ်မက်တွေပြန်လည်တောက်ပါလာပါပါ။ဘာပဲပြောပြော final အထိပြည်သူတွေရဲ့ပျော်ရွှင်မှုအိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးခဲ့တဲ့ U23 အတင်းကြောင့်ကျွန်တော်တို့ပြည်သူတွေရဲ့အမျိုးသားစိတ်ဓာတ်တွေတူညီစွာစီစဉ်ခဲ့ကြတယ်။ ျွန်တော်တို့ပြည်သူတွေရဲ့အားကစားအားမတွေထတ်တူညီစွာလိုကြခဲ့ကြတယ်။ကျွန်တော်တို့ပြည်သူတွေရဲ့စီးကင်းအိမ်မက်ကိုအပြောင်မြောက်ဆုံးအသက်သွင်းပေးခဲ့တယ်။ကျွန်တော်တို့ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုရှင်သန်စေတဲ့ U23 တင်းကို52တန်းကျော်သောပြည်သူတွေအစားဂုဏ်ယူစွာနဲ့ဂုဏ်ပြုလိုက်ပါရခင်ဗျာ။